စစ်ကော်မရှင်ကျင်းပမဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရက်စဲရေးသဘောဆူစာချုပ် NCA စေနှစ်ပြည့်ခန်းနာကိုမတက်ရောက်ကြဖို့တိုင်းရင်းသားနဲ့ကင်ဖွဲ့စည်း၆ဖွဲ့က UN, ASEAN နဲ့နိုင်ငံတကာသံတမန်များကိုပူးတွဲကြေညာချက်ထောက်ပြန်ပြီးတိုက်တွန်းလိုက်ပါတယ် စစ်ကော်မရှင်ကျင်းပပြက်လုံနေတဲ့ဆွေနွေပွဲများနဲ့ရေကောက်ပွဲဟာအနှစ်သာရမရှိဘဲဟန်ပြတာဖြစ်တာကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့စီရီပြိခါများမပြေရှင်းနိုင်ကြောင်းကိုအာဆီယံနဲ့နိုင်ငံတကာသိရှိဖို့လိုအပ်တယ်လို့မွန်ဘီတီပါတီ NSPAT ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကပြောပါတယ်။ပိုကမေကညတ်ကောဘေပဝါအကလုံးပမမနောကပူဝါပတော်ရမနပူဝါဘေကရက်ရောစာနေမစင်ဘူးအပွေး ាត់នោះក៏ design.com ណាចាត់នោះក៏ un.com asean.com អីគេមកគេក៏ញ៉ាត់ហតោរ៉ាក្រាស់ក្រោសាសឹងព្រោះគេខ្លួនពួនអកបំណោលេខ្លួនគួរឲ្យពូបាក់ខ្លួនរៀងបោះលឡំបាត់ហបះផ្ទះតរ៉ាទេអេប្រេប្រងក៏ប្រស្នាដើញពួយនោះម៉ាំសឹងព្រោះដែលឆាក់ hello ណាមកយកបែតាញតាញឡាញហាំក៏លេឧមាចាប់ត្រមនោះក៏អាស៊ានតហាំកែព្រៀងបែអាព្រៀងតាំងទប់ចត់បសនតាំងតិកោះនោះចាក់សានមួយទេក៏ទេមកលេមករៀបរែ ដែលរឹសមកពរិប្រាដែលតាវិញនេះឃីមកក៏ពេលណុតលាក់វិញណានទេណោក៏ណូបានចាំអឺមេឡូនយាយណានណោក៏ទៅទីអឺក្លេះតតក៏មកណាអឺហូមមួយក៏ក៏តែថកខ្លានគេដែរតោះក៏មួយក៏បាក់តែសំតែមអឺក៏លាក់វិញណានណោ ပြည်သူလူထုကိုနေ့စဉ်ပုံကျဲတက်ဖြတ်ပြီးလူငယ်များကိုအတမစီမူထန်းစေခိုင်းတာတွေပြက်လုံနေတဲ့စေဥစုပ်ရဲ့ဟန်ပြလုပ်ငန်းစဉ်တွေမှာပါဝင်ခြင်းဟာမြန်မာနိုင်ငံနဲ့ဒေသအတွင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့စေဥစုပ်ကိုထောက်ခံရရောက်တဲ့အတွက် NCA စနစ်ပြည့်ခန်းနာကိုမတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့အတူယက်တီကြောင် ပြသကြဖို့ခွဲစည်း၆ဖွဲ့ကနိုင်ငံတကာကိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ NCA စနစ်ပြည့်ခန်းနာကို NCA လက်မှတ်ထိုးချိန်တုန်းကပါဝင်ခဲ့တဲ့နိုင်ငံတကာတိတက်တွေများတက်ရောက်ဖို့ဆိုပြီးစစ်ကော်မရှင် ကောင်းဆောင်ပူကျုံမှုကြည်မြောင်လှိုင်းကပြောဆိုထားပါတယ်။ကျွန်တော်တို့အကောင်းဆုံးစ조사ခဲ့တဲ့အချိန်မှာကောင်းအောင်မမလုပ်ဘဲနဲ့ဖြက်လို့ဖြက်စီလုတ်သွားတဲ့အခါမှာဒါကလုံးဝပြောရမယ်ဆိုရင်အခုလုတ်တဲ့ဟာတွေကဘာတစ်ခုမှတရားမဝင်တော့ဘူးဆို။ဘာရှိမလဲကျွန်တော်တို့ကပြည့်ပြီးသားပြောရတဲ့ကတောက်လျှောက်ကတိုက်ပွဲတွေဖြစ်နေတာအဲ့ဒါတွေကတီးရှင်းရှင်းလင်းမြင်နေရတာအဲ့ဒါကိုဟိုဘာမှမဖြစ်ပါဘူးလို့ဆိုဟန်ဆောင်ပြီးတော့လုတ်နေတဲ့အထက်အထူးသဖြင့်စစ်ကောဒီဒီစစ်ကောင်စီတစ်ဖြစ်လဲစစ်ကောင်မရှင်အဲ့ဒီဖက်တွေကတောက်လျှောက်လုတ်နေတာသူလုတ်ရတာတခုမှမအောင်မြင်တာလည်းမရှိဘူးလေ။ ဘာများဖြစ်လာလို့လဲသူတို့လှုပ်တဲ့အချိန်မှမနေမနေဘာမှလည်းဟိုဖြစ်မလာဘူးမရှိတဲ့ဟာမမဟုတ်တဲ့ဟာဟိုလှုပ်နေနေသေးရဒီလိုပဲဖြစ်လာမှာရလာရလာထွက်လာမှာတော့အကောင်းတဲ့အဆိုးတွေကပုံများတာပေါ့ဒါပဲရှိတာ ပူးတွဲကြညာချက်ထောက်ပြန်တဲ့ဖွဲ့စည်း၆ဖွဲ့ဟာမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရတစ်တပ်ဦး APSDF ချင်းမျိုးသားတပ်ဦး CNL ကရင်မျိုးသားစည်းရုံး KNU မွန်ပြည်သက်ပါတီ NSPAD ပို့မျိုးသားလူမျိုးရေးဖွဲ့ချုပ် BMLO နဲ့လာဟူဒီမိုကရတစ်စည်းရုံး ADU တို့ဖြစ်ပါတယ်မြန်မာနိုင်ငံရေးပတ်နာကိုနိုင်ငံရေးနိလန့်နဲ့ဖြည့်ရှင်းနိုင်ဖို့ရည်ရချက်နဲ့ကရင်မျိုးသားစည်းရုံး KNU ချင်းမျိုးသားတပ်ဦး CNL မြန်မာနိုင်ငံလုံးဆိုင်ရာစန္ဒာများဒီမိုကရက်တစ်တပ်ဦး ABSDN နဲ့ပို့မျိုးသားလူမျိုးရေးဖွဲ့အချုပ် BMNO တို့ဟာအခြားသောတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စီလေးဖွဲ့နဲ့တူတနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်မှုရစေရသောသူစားချုပ် NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပြီးမွန်ပြည်သက်ပါတီ NNSP နဲ့လာဟုဒီမိုကရက်တစ်စီယုံ ADU တို့ဟာ2018ခုနှစ်ဖေဖော်ဝါရီ23ရက်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်ခင်ဗျာ